မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့မြန်မာနိုင်ငံ၏ပထမဆုံးသောပကံဆက်ယုံကိုစတင်တည်ထောင်ခဲ့သူပကံဆက်ဥတော်အကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုပြောပြခြင်းမှာယခုလိုဘူဒ္ဓတရားဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင် ပကန်းဆက်ဥတော်ကိုအဖဆန်းဆက်ပိုင်ရှင်တထေဥဖို့စဉ်အမိဒေါတတ်တို့မှ1983ခုနှစ်စက်တင်ဘာလ9ရက်နေ့တွင်ပေါန့်တယ်မြို့၌မွေးဖွားခဲ့ပါသည်။မွေးခြင်း၃ရောင်ရှိသည့်အနက်ဥတော်ဟာအကြီးဆုံးသားဖြစ်ပါသည်။မွေးခြင်းများမှာညီမဖြစ်သူဒေါတင်လနှင့်ညီဖြစ်သူဥမောင်မောင်တို့ဖြစ်ကြပါသည်။ဥတော်ဟာမြမတပိုင်းတွင်ထင်ရှားသောစင်ပြူရှင်ဝင်းနှင့်မြမစစ်သူကြီးမင်းကြီးမဟာတိရသူရတို့၏နှက်ဆက်မြောက်မျိုးတော်လည်းဖြစ်တယ်လို့စင်ကုန်းမင်းနှင့်ပထမ မြောင်းနှမ်းမိဖုရားကြီးတိရီမဟာမင်္ဂလာဒေဝီတို့ဤမြေတော်ဘိုးရွှေကိုကြီးသားတော်ဥပုသေပကန်းဆက်ဥတော်ဤဖခင်ရေးသားခဲ့သည်ကိုရဲ့အထုပ်ပတိဘဝဖြစ်ရမှတမ်းဥပုသေမြေရင်ဖြစ်သူ စာပြုအရာရှိဥနေဝင်း BA History 1982ခုနှစ်တွင် ရေးသားပြုစုခဲ့သည် Genealogy Research Paper မှတမ်းတို့တွင်လည်းရေးသားဖော်ပြထားခဲ့ပါသည် ။ပကံဆက်ဥတော်ဟာ1900ပြည့်နှစ်တွင် စတင်ပညာသင်ကြားခဲ့ပြီး1912ခုနှစ်၌ပြည်မြို့အစိုးရအထက်တန်းကျောင်းမှမက်ဒရစ်ဆောင်မွေးအောင်မြင်ခဲ့ပါတယ်။ကျောင်းသားဘဝငယ်ဆယ်ကပဲမိဘများ၏စံစဘာရောင်းဝယ်ရေးနှင့်စံဆက်လုပ်ငန်းများကိုကူညီလုပ်ကိုင်ပေးခဲ့ပါတယ်။1913ခုနှစ်တွင် စီးပွားရေးလောကသို့ဝင်ရောက်ခဲ့ပြီးထိုနှစ်မှာပဲဒေါ်လာခင်းနှင့်လက်ထပ်ခဲ့ပါတယ်။ ပေါင်တဲ့ဇီကုံရွှေတောင်နှစ်တလင်းဟင်းသရရှိဖခင်စံဆက်များကိုစီမံအုပ်ချုပ်ခဲ့ရပါတယ်။အိမ်လုံးကြပြီးနောက်ဟင်းသရစံဆက်ကိုတည်ကြတောင်းဝယ်ယူဆောင်ရွက်ခဲ့ပါတယ်။ Steve Brother စံရောင်းဝယ်ရေးကုမ္ပဏီအိန္ဒိယစံကုန်သည်ကြီးများနဲ့ဖခင်ဥပိုစင်းတို့ချုပ်ဆိုထားသောစားကြုံများရှိတော်လဲပထမကဘာစစ်ကာလအိန္ဒိယသမုတ်တရားဘင်္ဂလားပင်လယ်အော်ကိုဖြတ်ကာစံတင်ဖို့ခြင်းသည်အသက်အန္တရာယ်များကြောင့်မိတ်ဆွေများကတားမြစ်ခဲ့ကြပါသည် ထမစစ်ကာလပင်လယ်ပြင်တွင်စစ်ပွဲများဖြစ်နေသောကြောင့်ဥပဒေအရစာချုပ်ပါဂရိဖောက်ဖြက်ရာမရောက်ကြောင်းရှေ့နေများကလည်းအကြံပြုခဲ့ကြတော့လေဥပုစင်မှာမိမတစ္ဆာလူမာဂရိဆိုရိုတိုင်းစာချုပ်ပါဂရိကိုမိမိကစာပြီးမဖောက်ဖြက်လိုကြောင်းမြမတွေဂရိမတည်ဘူးဟု၍လည်းလူမျိုးသားများ၏ပြစ်တင်ဝေဖန်ပြောဆိုခြင်းလည်းမခံခြင်းကြောင်းပြောပြီးကိုယ်တိုင်သွားဖို့ရန်ပြင်ဆင်ကြ යි အသက်21အရွယ်သာရှိသောတားဖြစ်သူဥတော်က သေးစရာရှိလဲမောင်းတော့အသေးခံမှမီဖေဖေအသေးခံစရာမလိုဘူးပြောကပထမကဘာစစ်တွင်1914ခုနှစ်တွင်ဂျပန်သင်္ဘောအားဆင်းလုံးငှား၍အိန္ဒိယသမုတ်တရားကိုဖျက်ပြီးအိန္ဒိယနိုင်ငံသို့တူကိုယ်တိုင်ဥဆောင်ကစံတင်ဖို့ရောင်းချခဲ့ပါသည် ထို့ကြောင့်အိန္ဒိယသမုတ်တရားဘင်္ဂလားပင်လယ်ော်ဖြတ်ပြီးပထမကမ္ဘာစစ်အတွင်းပထမဦးဆုံးစွန့်စားတွားရောက်ခဲ့သောအသက်အငယ်ဆုံးဗမာလူမျိုးစံကုံတဲ့ကြီးတဦးဟုထိုစဉ်ကနေ့စဉ်တို့သတင်းစာများတွင်တပ်ပုံနှင့်တကွာရေးသားချီတူးခြင်းခံခဲ့ရပါသည်1955ခုနှစ်တွင်ဇီးကုန်းစံဆက်ကိုတာဝန်ယူအုပ်ချုပ်ပြီး ြုတ်စံကိုစမ်းသပ်တင်ဖို့ရာအောင်မြင်ခဲ့သလိုအိန္ဒိယသို့စံတင်ဖို့ရောင်းချသည့်လုပ်ငန်းကိုလည်းဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ကာလာကတာမျိုးအထိတွားရောက်ပညာသင်ကြားခဲ့မှုသူဖြစ်ရာအင်္ဂလိပ်စာကိုကောင်းစွာတတ်ကျွမ်းသူဖြစ်ပါတယ်။ကာလာကတာတွင်ဝန်မင်းဥပဒူဒေါက်တာသိမ်းမောင်ကာလာကတာပုဂံဆက်ပိုင်ရှင်မဟာယာဇာစောဝါ ကာဆင်ဘဇားတို့နဲ့ယင်းဒီခင်မယာမှာပကန်းဆက်လုပ်ငန်းကိုစိတ်ဝင်စားလာခဲ့ပါတယ်။တမယိုးကြစံကုန်တဲ့စီးပွားရေးလုပ်ငန်းမှာစက်မှုလက်မှုလုပ်ငန်းရှင်ဖြစ်စွန်စားဆောင်ရွက်ရန်ဖခင်ဥပုသ္စင်ထံခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။ဖခင်ငွေငါးသိန်း ထိုခေတ်ကရွှေတကြက်သားကိုမြန်မာကျပ်10ကျော်သာရှိသော ခွင့်ပြုချက်ဖြင့်ဇီးကုံမျိုးမှကိုဖိုးမြန်ကိုကလာကတားသို့ပို့၍မဟာယာဇာဤပကံဆက်တွင်၃နှစ်ပညာသင်စေခဲ့ပါသည်။လာစဉ်ဇေယိတ်ငွေ250ကျပ်ထောက်ပံ့ခဲ့ရပါသည်။ သူ့ဂျုံဘွားရောက်နေသောကာလဖြစ်၍မြမတမျိုးသားလုံးစိတ်အားငယ်နေရခြင်းဖြစ်နေရမှစူးစမ်းလျင်ဘာမှမဆိုဖြစ်နိုင်ကြောင်းမိမိလုံးမိပကံဆက်စက်မှုလုံကမှမြမစက်မှုလက်မှု၏ရှေ့ပြေးပထမဖြစ်ပါကြောင်းမြမပိုင်းစက်မှုလက်မှုကိုမိမိကစတင်ပြီးတည်ထောင်မိဖြစ်ကြောင်းရိုးသားမှုစူးစမ်းမှုဇွဲလိုသာလိုပါကြောင်းပြောကြားခဲ့ပါသည် 1920ပြည်နှစ်တွင်ရန်ကုန်မြို့တမိုင်းနှင့်ကျိုးကုန်းကြားတွင် မြေဆဲအေကဝယ်ယူ၍ပကန်းဆက်လုပ်ငန်းစတင်ခဲ့ပြီးတစ်နှစ်တွင်ဝေ9000ခန့်ဆုံးရှုံးခဲ့ပါသည်။ 1933ခုနှစ်တွင်ရန်ကုန်သို့ပြောင်းရွှေ့နေထိုင်ကာပကံဆက်လုပ်ငန်းကို ကိုယ်တိုင်ကြီးကြပ်ခဲ့ပြီးပကံဆက်လုပ်ငန်းအတွက်မြေဈေးစမ်းသပ်သည့်လုပ်ငန်းကိုဥဖိုးမြိုင်လှုပ်သား9ရောက်တို့နှင့်အတူစူးစမ်းလှုပ်ဆောင်ခဲ့ပါသည်1923ခုနှစ်တွင် ဖခင်ဥဖိုးစင်းနှင့်အတူကာလကတ္တသို့ထပ်မံသွားရောက်ပြီးပကံဆက်လုပ်ငန်းကိုလေ့လာခဲ့ပါသည်ထို့နောက်အိန္ဒိယမှဆက်ပညာရှင် မစ္စတာဓာတ်ကိုငှားရမ်း၍သမိုင်းပကံဆက်ကိုစတင်ခဲ့ပါတယ်ဂျာမန်စစ်ပစ္စည်းများကိုမှာယူ၍တိဆောက်ရာ1925ခုနှစ်မတ်လတွင် PCB ဝင်9သိန်းခန့်ကုန်ကျခဲ့ပါသည်။ထို့သောဤပညာအခက်အခဲကြောင့်အောင်မြင်မှုမရခဲ့ဘဲနောက်ဆုံးတွင်ဥတော်ကိုတိုင် လူမျိုးကြပိုင်ပကံဆက်တွင်တက်လာလျင်လက250ကျပ်ဖြင့်မန်နေဂျာဝင်လုပ်ခဲ့ရပါသည်။ ထို့နောက်1932ခုနှစ်တွင်တထေးဥတော်၏ပကန်းဆက်မှမြေဆိုင်ပန်းဦးနှင့်လက်ဖက်ရည်ခရီးများစတင် ထုတ်လုပ်နိုင်ခဲ့ပါသည်။1934ခုနှစ်တွင်အင်္ဂလန်၌ပကန်းဆက်ပညာသင်ခဲ့သောဥကျင်၏အကူအညီဖြင့်ခေါင်းဝကြွေတံများထုတ်လုပ်နိုင်၍အောင်မြင်မှုစတင်ရရှိလာခဲ့ပါသည်။1938ခုနှစ်တွင် ဒေါက်တာဘမောနန်းရုံအဖြစ်ဆောင်ရွက်စဉ်ဗန္ဒာယီဝန်ကြီးဒေါက်တာသိမ်းမောင်၏အကူအညီဖြင့်အစိုးရချင်းွေတသိန်းရခဲ့သဖြင့်အင်္ဂလန်မှဗကံများဆက်အသည့်အမှားယူကလုပ်ငန်းကိုတိုးချဲ့ခဲ့ပါသည်1940ပြည့်နှစ်တွင်ဗကံချောများအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီးတလလရင်ဗကံများဒါဇင်ပေါင်းတထောင်ကျော်ထုတ်လုပ်နိုင်ခဲ့ပါသည်တမိုင်းရှိဥတော်၏ဗကံဆက်သည်ကိုလိုနီခေတ်တွင်တစ်ခုတည်းသောဗမာတိုင်းရင်းသားပိုင်းဗကံဆက်ဖြစ်ပါသည် ဥတော်ပကန်ဆက်တီနီယာမှာရန်ကုန်မြို့မယန်းကုန်းမြို့နယ်တမိုင်းမြို့တဲ့မြစ်ထားဘူဒာယုံကြီးမှာတည်ရှိခဲ့ပါတယ်။အမှန်စစ်စစ်အားဖြင့်1942ခုနှစ်မှ1945ခုနှစ်ဒုတိယကမ္ဘာစစ်တွင်ဂျပန်စစ်သားတို့မှဥတော်ပကန်ဆက်ကိုအတင်းအဓမ္မသိမ်းယူခဲ့ပါတယ်။ဂျပန်စစ်တပ်အတွက်လိုအပ်သောပစ္စည်းများဟိဂျိုတောက်မြေပကန်များအခြားကျွေတဲ့အသေးအဖွဲများနဲ့စစ်မြေပြင်သုံးကျွေသည်များတင်းတန်းချီ၍ထုတ်လုပ်ခဲ့တယ်လို့သိရှိမှတ်သားခဲ့ရပါတယ်။စစ်ရုံးဝင်းတွင်၌လက်ပြဘုံများလဲ းထုတ်လုပ်ပြီးစက်ယုံပိုင်ရှင်ဥတော်သည် အမိသာခံ၍ပကံဆက်မှာဂျပန်စစ်သားများ၏အတင်းအဓမ္မကြီးစိုးပိုင်ဆိုင်မှုအောက်တွင်ကြာရောက်ခဲ့ပါသည်။နောက်ပိုင်းတွင်မဟာမိတ်တို့၏ဘုံကျဲတိုက်ခတ်မှုကိုခံရ၍လုပ်ငန်းရပ်ဆိုင်သွားခဲ့ပြီး1945ခုနှစ်တွင်ဂျပန်တို့အရင်နေ၍စစ်ဆုပ်ရသောအခါဥတော်ပိုင်သောတမိုင်းပကံဆက်ယုံရှိစက်များကိုဂျပန်စစ်သားများကမိရှို့ဖျက်ဆီးခဲ့ကြပါသည်။ ဥတော်ဤထမံငွေဆိုင်ထုတ်စ조사မှုကြောင့်1949 1948ခုနှစ်တွင်ဥတော်ဤပကံလုပ်ငန်းတဖန်ပြန်လည်အောင်မြင်လာခဲ့ပါသည်။တို့ရာတွင်1949ခုနှစ်တွင်ပြည်တွင်းစစ်တမ်းကြောင့်ဥတော်ဤပကံဆက်မှာထမံအဖြစ်အစည်းခံခဲ့ရပါသည်။ လွတ်လပ်ရေးရပြီကသာ1949ခုနှစ်ဖေဖော်ဝါရီလမှမေလအတွင်းပြည်တွင်းတိုက်ပွဲများမြန်မာပြည်နှံဖြစ်ပွားလျက်ရှိရာရန်ကုန်မြို့မှအပမြန်မာတနိုင်ငံလုံးနီးပါး KNDO ၏လက်ဝဲသို့ကြောက်ရောက်နေသောအချိန်ဖြစ်ပြီးတပ်မတော်နှင့် KNDO အဖွဲ့တို့အပြန်အလှန်တိုက်ပွဲများအချိန်ချင်းဖြစ်ခဲ့ရာအင်းစိန်ခဝဲကြံနှင့်လွန်စွာနီးကပ်လျက်ရှိသောဥတော်၏ပကံဆက်မှဘိုးဖာအမြောက်နှင့်ဘုံနံများကြောင့်ရစရာမရှိအောင်ပျက်စီးသွားခဲ့ပါသည်ဥတော်၏ပကံဆက်အဖြစ်အစီခံ ခြင်းနဲ့ဆက်လင်း၍ထိုစဉ်ကနေ့စဉ်သို့သတင်းစာများတွင် အထင်ရှားပါရှိခဲ့ပါသည်။ဥတော်ကိုယ်တိုင်ထပ်မံငွေစိုက်ထုတ်စူးစမ်းဦးစီး၍ဆက်ကိုပြန်လည်လဲပတ်ခဲ့ပြီး1952ခုနှစ်တိုင်လုပ်ငန်းအောင်မြင်လာခဲ့ပါသည်။1952ခုနှစ်တွင်ထိုစဉ်ကအစိုးရ၏အကောက်ခွန်နှုတ်များကြောင့်ဂျပန်ပကံများများကိုမရှင်ပြိုင်နိုင်တော့ဘဲနောက်ဆုံး1952ခုနှစ်ဇွန်လ1ရက်နေ့တွင်ဆက်ယုံရပ်နားခဲ့ရပါသည်။ 1956 1958ခုနှစ်တွင်ရင်းနှီးသောမိတ်ဆွေတင်ကဟများနှင့်အတူတဖန်ပြန်လဲလုတ်ကိုင်းနိုင်ခဲ့ပါတယ်တထေဥတော်ဒီငယ်ရွယ်စဉ်ဟင်္ဒရာဇီကုံရန်ကုန်တမိုင်းတွင်နေစဉ်ကပဲလူမှုရေးနေချက်ဆန့်ကျင်ရေးအမျိုးသားရေးစိတ်ဓာတ်လုပ်ငန်းများကိုဦးဆောင်ပါဝင်ခဲ့ပါတယ်။အမျိုးသားကြောင်းများတည်ထောင်ရွေးတွင်လည်းငွေကြေးမှတ်တည်လှူဒါန်းခဲ့ပါတယ်။1920ပြည့်နှစ်တွင်ရန်ကုန်မြို့မှအမျိုးသားကြောင်းကို စတင်တည်ထောင်ခဲ့သူများနဲ့ပကံဆက်ဥတော်လဲတူအပါဝင် ဖြစ်သလိုဇီးကုံအမျိုးသားအကြောင်းကိုငွေတထောင်မှတည်၍လှူဒန်းခဲ့ပါတယ်။1918ခုနှစ်အသက်25နှစ်အရွယ်တွင်ပြည်သူလူထုတရက်လုံးဤထောက်ခံဆန္ဒမဲဖြင့် တမာရီမြို့ဝန်ဖြင့်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။တခင်ကိုတော်မိုင်းရက်တက်ဘိုးချုပ်စာမောင်ကြီးစာဦးတွင်မြို့မှဥပလွင်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်ဖနက်သိမ်းမောင်မြို့မှကျောင်းဆရာကြီးဒေါက်တာသိမ်းမောင်တို့နှင့်ရင်းနှီးခဲ့ပါတယ်။1923ခုနှစ်တွင်မိတ်ဆွေဖြစ်သူဥပစီကိုအကြောင်းပြု၍ဘကုတိုင်းဒေသကြီးတာယာဝရီခရိုင်မြောက်ပိုင်းမဲဆန္ဒနယ်တွင်ရွေးကောက်ပွဲဝင်ကားလွှတ်တော်အမတ်ဒါဟာခိခိဥပဒေပြုကောင်စီဝင်အမတ်နိုင်ငံတော်ဆိုးရရာဇဝတ်တရား သူကြီး first club ဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ရန်ကုန်မြို့မှာထထန်းကျောင်းကျောင်းချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖြစ်လဲနှစ်ပေါင်းများစွာဆောင်ရွက်ခဲ့ပါတယ်။ထို့ပြင်မြန်မာနိုင်ငံမိရထားဘုတ်အဖွဲ့ဝင်လူကြီးဗုဒ္ဓဘာသာကလျာဏယူဝအသင်းနာယကပေါန့်တယ်ပြီးခရိုင်အသင်းများ၏နာယကအမျိုးသားနှင့်ရွှေရုသဘင်ကျင်းပရေးကော်မတီနာယကစသည့်တာဝန်မျိုးမျိုးကိုထမ်းဆောင်ခဲ့ပါတယ်။ GCB ခေါင်းဆောင်တမာတိမြို့ဝန်ပကန်ဆက်ဥတော်၏အထုပ်ပတ်ဒီဆောင်ဝါကိုဥတော်၏မြေရင်မြမတမိုင်းပြ ညာရှင်မြို့မမြင့်ကျော်ကိုတိုင်စတင်ရေးသားပြုစုခဲ့ပါတယ်။ပုဂံဆက်ဥတော်ဟာပုဂံဆက်တည်ထောင်ခြင်းအမျိုးသားကြောင်းများဖွင့်လှစ်ခြင်းစသော ကိစ္စများသာမကမြမလွတ်လပ်ရေးကြိုးပမ်းမှုအမျိုးသားရေးကိစ္စများတွင်လည်းလျှို့ဝှက်ဆောင်ရွက်ပေးခဲ့ပါတယ်။1940ပြည့်နှစ်ဇွန်လတွင်တခေအောင်ဆန်းအားကာကွယ်ရေးဥပဒေနှင့်ဖမ်းဆီးရန် ဟင်္ဒရာရာဇဝတ်ဝန်ဇေဘီယာကဖန်ဝရန်ထုတ်ခဲ့ရာတခင်အောင်ဆန်းသည်ဗြိတိရှအစိုးရ၏အဖမ်းမခံလိုပဲပုံရှုဝက်ရှုနေခဲ့ပါတယ်။ထို့စဉ်တခင်အောင်ဆန်းအားဗကန်ဆက်ဥတော်ကသူ၏ရန်ကုန်မြို့တမိုင်းမရန်ကုန်မြို့နယ်ဗကန်ဆက်ဝင်းနှင့်နေအိမ်တွင်လျှို့ဝှက်စွာနေထိုင်ခလုံးခွင့်ပြုခဲ့ပါတယ်။ဗကန်ဆက်ဥတော်ဟာ1940ပြည့်နှစ်တွင်အင်္ဂလိပ်အစိုးရကတိုင်းကျိုးပြည်ကျိုးဆောင်ဖွဲ့ TBS 1980ပြည့်နှစ်တွင်နိုင်ငံတော်ဆိုရကနိုင်ငံကုန်ရေးဘွဲ့ပထမဆင့်များချီမြှင့်ခဲ့ပါတယ်။မြန်မာကျွေးပကံစဥတော်ကဟုတမိုင်းစာမျက်နှာတွင်ထင်ရှားခဲ့သူမြန်မာနိုင်ငံ၏ပထမဆုံးသောပကံစက်ရုံတည်ထောင်သူဥတော်ဟာ1980ပြည့်နှစ်စွန်လ25ရက်တွင်ရန်ကုန်မြို့အင်းရလန်အမှတ် 84C နေအိမ်၌ကွယ်လွန်ခဲ့ပြီးကွယ်လွန်ချိန်တွင်အသက်89နှစ်ရှိပြီဖြစ်ပါတယ်။ ီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ Counter Garden Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးကြကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်စုံတွေ့ပါရစေရှင်